အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့သမိုင်းသူတွေသည်ဆရာတင်နိုင်တို့ရေးထားတဲ့ပကံရွှေပြည်မှသူရဲကောင်းများအကြောင်းစာအုပ်ထဲကငထွေယူရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ ျမတို့ရဲ့တင်ကိတုသမီ channel လေးကနေတုတ္တရတရဘွေရာစာအုပ်စာပေမျိုးစုံကိုနေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like กัน subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။ငထွေယူထီးလိုက်ရှင်တန်စစ်သားတယောက်ဘရင်အနီးကအမှုတော်ထံအဖြစ်ခန့်အပ်ခံရချိန်မှစ၍ပရိမတို့ပင်ခြေဥမလှဲနိုင်တော့ သို့သောနေပြည်တော်တွင်တော့ကြာရှည်နေရသည်ဟု၍မရှိပါဘရင်မင်းမြတ်ကအမှုတော်ထမ်းကြံစစ်သားအတွက်စံအိမ်တော်နှင့်တကွအချွေအယံလူပြိုတော်သားများအပြည့်အဝခံထားပေသည်။ထို့ပေမဲ့ဘရင်မင်းမြတ်ကခရီးထွက်ရသည်ကိုဝါသနာပါသည်။တခါတရံအနီးအနားသို့သွားရောက်တတ်တဲ့ကဲ့သို့ တခါတလေတော့နေပြည်တော်မှဝေးကွာလှမ်းသည့်အရက်ဒေသများသို့တုံးညလင်းညအိမ်ခရီးနှင်လေရှိသည်။ ။သွားတိုင်းလဲဘယင်းအမှုတော်ထံကြံစစ်သားလိုက်ပါရစမြဲ။ဘယင်းမင်းမြတ်ကအမှုတော်ထံကြံစစ်သားသူအသွေးအမွေးလှသောမြင်းကြီးတကောင်ကို ပေးအပ်ချီးမြှင့်လေသည်။ထိုမြင်းကြီးကို မြင်းတယ်တော်တို့ကနှလုံးကွန်ခေါဟုအမည်ပေးထားကြသည်။ကြံစစ်သားသည်ဘယင်းမင်းမြတ်နေပြည်တော်၌စံနေခြင်း။အားလက်သောအခါများ၌နှလုံးကွန်ခေါင်းမြင်းကိုစီးကမြင်းစီးလက်ကျင်လေးရှိပါသည် မြင်းစည်းရင်လည်းဓာခုတ်လှန်ထိုးစသောအတက်တို့ကိုပါလေ့ကျင့်၏တခါတရံတဦးတည်းလေ့ကျင့်တကယ်သို့တခါတရံတွင်တော့လူပြိုတော်သာ နောက်လိုက်သည်များနှင့်အတူလေ့ကျင့်နေတတ်သည်အနောယထာမင်းမြတ်သည် မြင်းစည်းကြွန့်ကျင်သူဖြစ်ပါသည်ဘယင်မင်းမြတ်ကနောင်တော်စုကတိဘယင်ကိုပင်မြင်းပေါ်မှလှန်ဖြင့်အနိုင်ထိုးတတ်ခဲ့ဘူးသူဖြစ်လျာမြင်းစည်းကြွန့်ကျင်လာသည်မှာမဆန်းပါပင် ထူချာဒီကဘယင်မင်းမြတ်အနီးအပါတို့လှဲ့လေသွားရောက်ရာတွင် မြင်းပေါ်၌တာမန်အသေးသားတူအဖြစ်သာစင်မြန်းက စီးနှင်းလိုက်ပါခြင်းဖြစ်ပါသည်ဘယင်မင်းမြတ်ကကြံစစ်သားအပါအဝင်သူဤနောက်လိုက်မြင်းတီတော်အားလုံးကိုမှာကြထားသည် သူလှဲ့လေသည့်အခါဘယင်မင်းမြတ်ဖြစ်ကြောင်းမတိပါစေနှင့်ဟူ၏သူမှသာပကံနိုင်ငံတော်၏အခြေအနေမှန်ကို ပကတိအတိုင်းရှုမြင်နိုင်မည်ဆိုသည် ပြည်သူအများသည့်တိုင်းကန်းလှဲ့လဲလာသူကို ဖြည့်ရှင်မင်းမှန်တီးကြပါမူပြတ်ဝုတ်ယူသေးလျက်ရှ िख ိုးကြမိမှာအမှန်ဖြစ်ပါသည်ကလန်တန်ပြေတို့ကလည်းဘရင်မင်းမြတ်ကိုတခမ်းတနာကြိုဆိုကြကမိမိတို့အနေဖြင့်ရက်ရွာအေးချမ်းသားရာရေးအတွက်မိမျှကြိုးပမ်းဆောင်ရွက်ထားကြောင်းရှုံးရှုံးဝေအောင်ရှောက်ထားကြပေလိမ့်မည်ထို့အခါ အနောက်ယထာမင်းမြတ်အနေဖြင့်ပကတိအခြေအနေမှန်ကိုသိနိုင်တော်မူမဟုတ်ယခုရပိုင်းတွင်မင်းမြတ်အနောက်ယထာအေယာဝတီမြေယိုအတိုင်းအထက်အညာတို့စံတက်မြီထုံးတန်းစင်လာအတိုင်းဘရင်စီးတော်မြင်းကိုဆိုင်ရအမတ်ကအယံတင်ပြင်ရတော်သည်ကျန်စစ်သားနှင့်နောက်ပါမြင်းတီတော်များကလည်းအစင်တင်ပြင်ကြရသည်ဤတချိန်တွင်ခྱི་ဝေးกว่าနိုင်သည်ဘရင်မင်းမြတ်ကဗန့်ကြီးနယ်ဘက်ရောက်အောင်တွားမီဟုဆိုသံမိန့်တန်နေကြနေရသည် ကုန်းပြောက်တော်မှာအရာရှိအချို့ပင်လိုက်ပါကြရမည်ဟုဆိုသည်ဆင်ရှုကုန်းအမတ်ဤအဆိုးအရာဆိုပါမူရက်သက်တပတ်နီးပါးကြာနိုင်ပေသည်နေပြည်တော်မှာခရီးစတင်ထွက်ခွာမည်နေသူရောက်ရှိလာပေပြီ နတ်နတ်အာယုံချင်းသည်နှင့်မင်းမြန်အနော်ရထားနှင့်အဖွဲဝင်းမနာတကားမှထွက်ခွာသွားကြသည် အနော်ရထားမင်းကြီးကတာမန်မင်းတီတော်တဦးကဲ့သို့သောဝစ်စင်စားပေရာမြင်တွေ့ရသူများအဖို့ဘယင်မင်းမြန်ဟုမိတုံးမှထင်ကြလိမ့်မည်မဟုတ်ပါအနောယထာမင်းကလည်းဤသို့လှဲ့လဲသွားရောက်မိအကြောင်းကိုတောင်ပြင်းတဲ့မိဖုရားကြီးနှင့်လူယုံတော်အချုပ်ကိုသာအတိပေးလေသည်မင်းမြတ်အနောယထာသည် မြင်းစည်းထွက်ခွာသွား၏ စုစုပေါင်းမြင်းစည်းပုတ်ကို20ကျော်ပါဝင်ကြသည်မင်းမြတ်အနော်ရထာတို့မြင်းစည်းတစ်ဖွဲ့သည်အရာဝတီမြေရိုးအတိုင်းမြောက်ဖက်သို့အတော်နှင်ခဲ့ကြရာညနေဆောင်လျင်ပင်တန်လာဝတီမြေနှင့်စုံရမြေစုံတို့ရောက်ရှိကြလေသည် နေ့လယ်စာကိုတော့ပွဲတော်အုံမပါတာမန်စားမြိန်ထုတ်ဖြစ်ပင်စားတောက်ခဲ့ကြသည်တန်စစ်သားမင်းသည် အရှင်ဘရင်ဘရင်မင်းမြတ်အာကြီးက2000အရာဖြစ်လေသည် ခုဘယင်းမင်းမြတ်သည်စုကတိမင်းနှင့်များစွာကြွားချလာသည်ကြံစစ်သားဒါမကမြင်းစည်းဘယင်းအားလုံးကပါမင်းမြတ်အနော်ယထာကို စိတ်ထဲမှကြိတ်၍ချီးမွမ်းကြလေသည်ထို့သောအယူအသေးမပြူရဲကြတာမန်မင်းမူရန်ကဲ့သို့သာ ပြောဆိုဆက်ဆံရမည်ဟုတံမဏိစီမင်းအမိန်ထုတ်ပြန်ထားသည် မဟုတ်ပါလောကြံစစ်သားတို့အုပ်စုမြစ်စုံအနီးသို့ရောက်ရှိလာသောအခါနှစ်ဆူခွဲလိုက်ကြသည် ကျန်စစ်သားနှင့်အခြားမြင့်တီတော်လေးဦးကမြစ်ဆုံသို့ဦးစွာမြင်းတုံဆိုင်စီ၍သွားရောက်ကြသည်ဘရင်မင်းမြတ်နှင့်ကျန်မြင့်တီတော်များကမူနောက်မှတဖြည်းဖြည်းဖြင့်စီးနှင်းလိုက်ပါလာကြသည်ကျန်စစ်သားသည်မြစ်ဆုံကမ်းပါ၌ဘရင်မင်းမြတ်အတွက်နေရထိုင်ခင်းပြုလုပ်ရန်စီမံဆောင်ရွက်လေသည်။ဥစွာခြုံနယ်ပိတ်ပေါင်းများကိုရှင်းလင်းသည် ထို့နောက်အနီးအပါမှတစ်လုံးတစ်ချောင်းများဖြင့်ခုံတန်းတစ်ခုကိုဖန်တီးလိုက်သည်မကြမီဘရင်မင်းမြတ်နှင့်ကြံမြင့်တီတော်များရောက်ရှိလာကြသည်မင်းမြတ်အနော်ရထားကမြစ်ဆုံနေရာမှစီစဉ်လျက်ရှိသောမြစ်ရေပြင်ကိုကြည့်ရှုရင်အေယာဝတီမြစ်အတွင်းသို့ပောင်းဝင်စီစဉ်လာသော မြစ်လက်တက်အမိကိုမေးမြန်းသည်ကြံစစ်သားကမဆိုင်မတော်ပင်ဤမြစ်မှာတန်လာဝတီမြစ်ဖြစ်ကြောင်းရှောက်တင်သည်မင်းမြတ်အနော်ရထားတို့မြင်းတီတော်တစု ထိုနေ့ညမြစ်ဆုံ၌ပင် စခန်းချလေသည်ညနေသောနေဝင်လူနီးသည်နှင့်မြင်းတီတော်တူကခလန်းလန်းမှမြင်နေရသောရွာကလေးစီတို့မြင်းစည်းထွက်ခွာသွားသည်မကြာမီမြင်းစည်းပုတ်ကိုရွာထဲမှပြန်လာကငါပြောဖက်ဖြစ်ထုတ်ထားသောထမင်းတုံများပါလာသည်ဘရင်မြင်းတီတော်အမှုတမ်းများရွာထိတ်မြစ်ဆုံတွင် စခန်းချလျက်ရှိကြောင်းသိရှိရ၍ ထမင်းတုံများတအိမ်တထုပ်ဆင်ဆိုးကပေးပို့လိုက်ခြင်းဖြစ်သည်ကျွာသူကြီးမာမူလဲရင်ကလေးတစ်စင်းဖြင့်မြေဆုံသို့ဒုံဆိုင်လိုက်ပါလာလေသည်ကျွာသူကြီးသည် မြင်းတက်ဖို့ဟူယူဆထားသောအနောယထာမင်းမြတ်အားအယူအသေးပြုလိုက်၏ထိုအခါဘယင်းမင်းမြတ်ကကျွာသူကြီးအားပြည့်ရွာအခြေအနေမြို့စော်ရွာစော်ကလန်တန်ပြင်းတို့၏အုတ်ချုပ်ပုံအနေအထားကိုမေးမြန်းစုံစမ်းကြည့်သည် ကျွာသူကြီးသည်ဘယင်မင်းမြန်အားအမှန်မင်းမြင့်တက်ဖို့ဟူယူစကားကလန်တန်ပြင်တို့အခြေအနေကို ပကတိသိမြင်သည့်အတိုင်းပြောပြလျှောက်ထားလိုက်သည်ထို့နောက်ဘယင်မင်းမြတ်ကနောက်တနေ့တွင်အေယာဝတီမြစ်ကိုဖြတ်ကူးကခရီးဆက်လို့သဖြင့်ဝါပေါင်များစီစဉ်ပေးနိုင်ခြင်းရှိမရှိရွာသူကြီးကိုမေးမြန်းစုံစမ်းကြည့်သည်ရွာသူကြီးကမဆိုင်မတွာပင်ညာတွင်ချင်းရွာသူရွာသားများဖြင့်စီရင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြောပြလိုက်သည် ဘရင်မင်းမြတ်သည်သဘောကျနှစ်ချိုက်သွားကရွာသူကြီးအားစီစဉ်စရာရှိသည်များကို စီစဉ်ဆောင်ရွက်ရန် အမိန်ပေးလိုက်လေသည် ထိုနေ့ညတွင် အမှန်ပင်ရွာသူအကြီးအသူများတရွာလုံးနီးပါးဝါးပေါင်များကိုလာရောက်လှုပ်ဆောင်ကြသည်လာတာတာတွင် သူတို့မပင်မပန်းဖောင်ဖွဲ့နေကြသည်မှာချီးမွမ်းပွေရပါတန်စစ်သားသည်ထိုသူများအလုံးလုံးနေရာသို့မကြာခဏသွားရောက်ခါနေမီဒေတာနှင့်ပတ်သက်၍တိလိုသည်များကိုမေးမြန်းကြည့်လေသည် ဤနေမြေဒီကသူနှင့်စိမ့်လာသောနေများမဟုတ်ပေ။ကျန်းစစ်သားသည်အေယာဝတီမြေဤအနောက်ဘက်ကချင်းတွင်းမြေအထက်ပိုင်းမြေဆုံနှင့်မဝေးလာသောပရိမတွင်ဖွားမြင်ခဲ့သူဖြစ်သည်။တို့တော့ဖခင်တန်ပြင်းကြီး မဟာသမန်းမှာထီးလိုက်အရက်သားဖြစ်သည့်ဖြင့်နောင်တွင်ထီးလိုက်သူပြောင်းရွှေ့ခဲ့ရသည်။ နောက်တစ်နေ့နန်းနန်းစောစောတွင်အယံတင်ဖြစ်နေသောဝါပေါင်များဖြင့်လူရောမြင်းမာအေယာဝတီမြစ်တစ်ဖက်ကန်းသို့ကူးသွားကြသည်ထို့နောက်မြစ်တစ်ဖက်ကန်းသို့ရောက်လျင်မြင်းများဖြင့်ခရီးဆက်ခဲကြသည်ဒီတစ်ချိန်တွင်တော့နေလေစာကိုစက်စစ်သားကတာဝန်ယူပေသည် ကျဆက်သားသည်မြောင်ရွာရှိမြင်းစီကြီးနှင့်တွားရောက်တွေ့ဆုံကအကျိုးအကြောင်းပြောပြသည်မြင်းစီကြီးမှာသူ၏မိခင်နှင့်လဲဆွေရိတ်မျိုးရိတ်မကင်းသူဖြစ်လေရာနေလဲစာအတွက်ဖွဖွဲရရာစီမံပေးလေသည်နေလဲစာစားတော့ပြီးအချိုးပွဲအုပ်များပင်ဆက်တာခဲ့သေးသည် မကြာမီမြင်းတီတော်များမြောက်ဖက်သူဆက်လက်ခရီးထွက်သွားကြသည် ဤဘက်ခရီးစဉ်ကိုတော့ကျန်စစ်သားကပင်ဥဆောင်ပါသည်ကျန်စစ်သားသည်မြောင်းထဲမှမြင်းမူနယ်ဘက်စီသို့ဥတီသွားရောက်သည်ပြီးလျင်ကြောက်ကားဘက်မှလှည့်ကမင်းကြီးသွားလိုသည့်ပန်းကြီးနယ်သို့ခရီးဆက်မည်ဖြစ်သည်မြင်းမူတွင်သို့ရောက်သည်နှင့်ချမ်းပင်တွေကတိတိတသာပေါများလာသည်တနေရာတွင်ထတော်ကြီးတတော်ကိုဖြတ်တန်းရသည်ထန်းတော်ကြီးအလဲ၌ထန်းလက်မိုးထန်းရွက်ကတဲကြီးတစ်လုံးကိုလည်းတွေ့ကြရသည် တန်စစ်သားသည်ထန်းတဲရှိ၌မြင်းကိုရက်တံကမြင်းပေါ်မှဆင်းလိုက်ပြီးဘယင်မင်းမြတ်နှင့်အခြားမြင်းစည်းပုဂ္ဂိုလ်များမှမူထန်းတော်အတွင်ခလန်းလန်း၌ကြံရိတ်ခဲ့သည်တန်စစ်သားကထန်းတဲအတွင်သို့ဝင်ရောက်မြည်ပြသောအခါတုတ်တုတ်ခိုင်ခိုင်လူတဦးထန်းလီဒါနှင့်မြူအိုးများကိုခါတွင်ချိတ်ခါတဲအတွင်မှထွက်လာလေသည် ထိုအတော်အတွင်းဘယင်းမင်းမြတ်နှင့်မြင်းစည်းပုဂ္ဂိုလ်များလည်းရောက်ရှိလာကြသည်ညနေဆောင်ပြီးမှဤထန်းတော်ထဲ၌ပင်စခန်းချရန်ဖန်ပြင်ကြသည့်အလျောက်အားလုံးမြင်းပေါ်မှသစင်းကအစဉ်ပြေမိနေရာထိုင်ခင်းများကို ပြင်ဆင်နေကြသည်တဲအတွင်းမှထွက်လာသူသည်မြင်းစည်းအုပ်စုကိုမြင်သည်နှင့်ကြောက်ရွံ့တုန်လှုပ်သွားသည် ထိုနောက်သူသည်မဝုံမရဲဖြင့်မြေပေါ်၌ထိုင်ချလျက်အယူအသည်ပြုခံပြုလိုက်လေသည်ကျက်စစ်သားကလက်ကားပြတော်မှနေရာမှပြန်ထလာသည်ကျက်စစ်သားသည်အဘဲကြောင့်ကြောက်ရွံ့သည်ဟုမေးမြန်းကြည့်တော့ဘရင်အမှုတော်ထမ်းများသည်သူတို့စိတ်တန်းကြထမ်းရည်အလင်အမြန်မရရှိပါကမြေတုံတောက်တီးလျက်သူ့အားထုရိုက်လေရှိကြောင်းတို့ဖြစ်၍သူသည်ထမ်းပင်ပေါ်သို့အလင်အမြန်တက်ခါမြူအိုးများကို မြေသို့ချပေးရကြောင်းဆိုလေသည် တန်စစ်သားကဘရင်အမှုတော်များမှာယခုကဲ့သို့ထန်းတော်သို့လာရောက်ခါသူတို့စိတ်တိုင်းကြမဖြစ်တိုင်းထုရိုက်ကြသည်မှာအမှန်လောဟုဘရင်မင်းမြတ်ရှိ၌ထိုသူကိုထပ်မံမင်းမြန်ပြန်သည် ထိုအခါသူကယခင်မင်းမူတန်းကိုဆိုလိုသည်မဟုတ်ပဲယခုစုကတိဘရင်လက်ထက်ကမင်းမူတန်းများကိုသာဆိုလိုကြောင်းပြပြတလဲရှင်းပြပြောပြလေသည် ဘယင်မင်းမြတ်သည်ကြံစစ်သားအားမတိမတားလှမ်းကြည့်အကဲခတ်ခါထိုသူ၏အဆိုးကိုသဘောကျနေလေသည်ယခုအုတ်ချုပ်ဆိုးဆန်နေသည်မင်းမြတ်အနော်ရထားကမိတို့မိဘုံရှိကြောင်းဝေဖန်ပြောကြားစေသောအခါထိုသူကအနော်ရထားမိတို့မိဘုံအုတ်ချုပ်ဆိုးဆန်နေကြောင်းကိုမူသူမသိသို့သောအနော်ရထား၏မင်းမူဒန်းတို့မှာရခင်စုကတိ၏မင်းမူဒန်းများကဲ့သို့သူ့ကိုရိုက်နှက်ထူထောင်ခြင်းမရှိတော့ကြောင်းပြန်ပြောလေသည် ူသည်စုကတိလက်ထက်မိမှုတန်းများ၏ဘူကြဆိုးမှုအနိုင်ကျင့်မှုများကြောင့်ပင်ယခုအခါထမ်းပင်များကို အလင်အမြန်တက်နိုင်နေပြီဖြစ်ကြောင်းစံစစ်သားအားရှင်းလင်းပြောပြသည်ဘရင်မင်းမြတ်သည်ထိုသူအားအသေးအချာကြိလျက်ပြုံးရဲကဆိုလေသည်ယခုအခါဘရင်မင်းမြတ်ဤကျေးဇူးကြောင့်အမှုတော်ထမ်းများ၏ရိုက်နှက်ထူထောင်မှုကို မခံရယုံမြသာမကထမ်းပင်တက်ကြွကျင်သူတအူးပင်ဖြစ်နေလေရာ ဘုရင်မင်းတရားအားကျေးဇူးတင်ထိုက်ပေးကြောင်းပင်ဖြစ်သည် ထို့နောက်အကယ်၍ဘယင်မင်းမြတ်ဤထန်းတော်သို့လာရောက်ရှိပါမူမိတို့မိဘုံကျေးဇူးပြုမည်နီဟုမေးမြန်းကြည်သည် ထိုသူက မဆိုင်မတော့ပင်အာပါဒရပြုံးရေကဘယင်မင်းတရားကြီးသည်မိသည့်အခါများသူဤထန်းတဲ့ကလေးကိုရောက်ရှိလာမည်မဟုတ်ကြောင်းပြောဆိုလေသည်မင်းမြတ်အနော်ရထားသည် ထိုသူဤရိုးသားပွင့်လင်းဘုံကိုသဘောကြားက ကျန်စစ်သားဘက်သို့လှည့်ကြည့်လိုက်သည်ထို့နောက်ထိုသူနှင့်ဆက်လက်စကားပြောဆိုပြန်သည်ဘရင်မင်းမြတ်ကိုပကံနေပြည်တော်၌တွေ့ဆုံခဲ့သောမိတို့မိဘုံကျေးဇူးတုတ်ပြန်မိနီဟုမိငုံထုတ်ကြည်လျင် ထိုသူကဤတစ်ချိန်တွင်လည်းထန်းတက်အလုံးမှာနေ့စဉ်မပြတ်လောက်ရသောအလုံးမျိုးဖြစ်ကြောင်းထန်းပင်ကို နေ့စဉ်နနတစ်ချိန်ညနေတစ်ချိန်ပုံမှန်လှီးပေးရန်လိုပေရာ သူ့အနေနဲ့ပကံနေပြည်တော်သို့တွားရောက်ရန်မိသည့်အခါများအခွင့်အသားမည်မဟုတ်ကြောင်းမဆိုင်မတွာပင်ဖြေကြားပြန်သည်။နောက်ဆုံးဘယင်မင်းမြတ်ကသူ့အနေဖြင့်ပကံနေပြည်တော်သို့ ရောက်ရှိသည့်အခါချမ်းတက်သမားအကြောင်းပြောကြားပေးပါမည်။အမိကိုပြောပါဟုဆိုလျင်ငထွေယူဟုခေါ်ကြောင်းမြင်းမူနယ်တွင်ငထွေယူဆိုပါကတနယ်လုံးအတိပင်ဖြစ်ကြောင်းပြောပြ၏ အမြင်ရင်မှာငထွေဖြစ်တော့လဲထမ်းရီတောက်လာကြသူများအကြိုက်ယူယူပေါပေါနေရမှာငထွေယူဟုသော အမြင်ရလာသည်ဟုဆိုပါသည်ထို့နောက်မင်းချင်းဧည့်သည်တို့ကိုဧခန်းရန်ထမ်းပင်ပေါ်တအုံးမြီခိတခနာဆောင်ဆိုင်နေပါဟုဆိုကထမ်းပင်ပေါ်သို့လှင်မြန်ဖြက်လက်စွာတက်သွားလေတော့သည်ငထွေယူသည်ထမ်းပင်တက်မှနေ၍အောက်သူကျိုးဖြင့်မြူဝများချပေး၏ တပည့်ဖြစ်သူကမြေအိုးကိုဖြုတ်ယူကတဲတဲရှိစင်ထက်သို့တင်လိုက်သည်ငထွေယူသည်ထန်းပင်အောက်သို့ပြန်မစင်းပဲအခြားထန်းပင်စီသို့ထန်းလက်များမှတစင်းခုန်ကူးသွားလေသည် ထို့နောက်အောက်သို့မြေအိုးကိုကျိုးဖြင့်ချပေးပြန်သည်တပည့်ဖြစ်သူက လိုက်လံသိမ်းဆဲကတဲဝါရှိစင်ပေါ်သို့တင်ပြန်သည်ဤသို့ဖြင့်ငထွေယူ၏ ချမ်းပင်တပင်ပြီးတပင်ကျွမ်းကျင်လိမ်မာစွာကူပြောင်းတက်ရောက်နေပုံမှာမြားစွာချီမွန်းပွဲရာကောင်းလာသည်အနောယထာမင်းမြတ်တို့မြင်းစည်းပုပ်ကိုများအားလုံးလဲငထွေယူကိုချီမွန်းမဆုံးရှိကြသည်ငထွေယူဤတပည့်ဖြစ်သူက မြင်းစည်းပုပ်ကိုများအားဝါးခွက်တစ်ခွက်စီတရိုတသေးပေးလိုက်သည်ထို့နောက်မြူအိုးများအတွင်မှလှဲထဲ့သာသောဝါးကြည်တောက်ကြီးဖြင့်ထန်းရီများလိုက်လံထည့်ပေးလေသည် မြင်းစည်းပုပ်ကိုများက ထရေကိုတငုံစီခန့်မြီးဆူကြည့်ကြသည်ထရေဤအရာတောင်မှအလွန်ပင်ကောင်းလာသည်ကျစစ်သားကတော့မင်းမြတ်အနော်ယထာအားတစ်ချက်ကြည့်ကအခြေအနေကိုအကဲခတ်လိုက်သည်ဘယင်မင်းမြတ်ကအသာတကြီးပြုံးပြလျက်ထရေတငုံတောက်ကြည့်သည်အမှန်ပင်ကောင်းမွန်သော ထရေဖြစ်ပြီးအနတ်အသက်မှလည်းတင်းပြန်နေသည်မင်းမြတ်အနော်ယထာတို့သည်ထန်းရီတုံးဆောင်နေကြစဉ်၌ပင် ငထွေယူသည်ထန်းပင်ချမဇောက်ထိုးအနေထားဖြင့်ရှော့စင်းလာသည် ထတ်တဲ့အရှိတွင်ထိုင်နေကြသူမြင်းစည်းပုတ်ကိုတစုမှငထွေယူ၏ထူးခြားသောအပြုအမူကြောင့်အံ့အားတင်သွားကြလေသည်ထို့နောက်သူ့ကိုဝိုင်းဝန်း၍ချီးမွမ်းစကားဆိုကြလေသည်အဘယ်ကြောင့်ဆိုသောငထွေယူသည် အစထန်းပင်မှတက်သွားတော့လေထန်းတော်တစ်ပတ်လည်ပြီးအဆုံးထန်းပင်မှ ပြန်ဆင်းလာသောကြောင့်ဖြစ်သည်ငထွေယူထန်းတဲ့ရှိသူပြန်လဲရောက်ရှိလာသောအခါ မင်းမြတ်အနော်ရထားကငထွေယူဤတောက်ခိုင်မာကြောသည်လက်မောင်းကိုစမ်းသက်ကြည့်သည်ထို့နောက်ခါးတွင်ချိတ်ဆွဲထားသောထန်းလီတာကိုလည်းကင်တွဲကြည့်သည်ဓားကထက်လာပါပြီငထွေယူကမင်းစီပုတ်ကိုများအားလုံးကိုလက်အုပ်ချီအယိုအသေးပြုကအစဉ်ပြေမှုရှိမရှိမင်းမြတ်ဤကျန်စစ်သားကအစဉ်ပြေပါကြောင်းအင်းညတွင်ထက်တဲ၌သာအားလုံးတဲကိုကြားရမည်ဖြစ်ကြောင်းပြောဆိုလေသည် ငထွေယူသည်ကျက်စစ်သား၏စကားကိုကြားသည်နှင့်ထမင်းချက်ရန်ဈေးထဲသို့ဆန်သွားဝယ်မည်ဟုဆိုသည်ကျက်စစ်သားကလက်ကားပြကစားနှင့်ရိတ်ခါအဆုံးပါကြောင်းပြောဆိုမှငထွေယူနေရာတွင် ပြန်ထိုင်သည်ပရင်မင်းမြက်သည်ငထွေယူကိုကြည့်ကအဘဲကြောင့်ခန်းရီဦးအမြောင်အများကိုအပင်ထမှချရသည်ဟုမေးသည်ငထွေယူကခန်းရီများကိုညဘက်တွင်ထညက်ချက်ရကြောင်း နက်နက်တွင်မြစ်တစ်ဖက်ကမြင်းမူရွာမှလာရောက်ဝယ်ယူကဈေးအတွင်း၌ပြန်လည်ရောင်းချကြကြောင်း ဤချက်တော်မှထွက်တော်ထညက်မှနာမည်ကြီးပြီးပကံမင်းနေပြီးတော်သူပင်ဖောက်ကားရောင်းဝယ်ကြကြောင်းရှင်းပြသည်ငထွေယူအဖို့ယခုလာရောက်ကြသူမင်းချင်းများမှယခင်မင်းမူတမ်းများကဲ့သို့တောက်စားမှု၏ရန်ကားသူများမဟုတ်သဖြင့်ညာဘက်တွင်ဧဝုကျေပြွန်စွာဧကန်လေသည်မင်းချင်းများသည်မြင်းပေါ်၌တင်ဆောင်လာသည်စံနှင့်ငချောက်ကိုထက်တဲအတွင်း၌ပင်ချက်ပြုတ်ကြသည် ညစာစားပြီးသောအခါငထွေယူက မင်းချင်းများအားထញံရင်းနှီးချမ်းတို့ဖြင့်ဧကံပြန်သည်ဘရင်မင်းမြတ်ကတော့ထမ်းလက်ဖြင့်ပြုလုပ်ထားသော ဖားရုပ်ကလေးများချင်းတောင်ကလေးများမိเจ้าရုပ်ကလေးများကို စိတ်ဝင်တစားကြည့်ရှုနေသည်ငထွေယူသည်ဘရင်မင်းမြတ်အားမင်းချင်းတို့၏ကောင်းဆောင်မြင်းတီတော်ကြီးဟူ၍ပင်စိတ်ထဲမှထင်မှတ်ခါယင်းဤကျွမ်းဝင်စွာပင်ဆက်ဆံပြောဆိုလေသည် ဤဒီကိုပင်ဘယင်းမင်းမြတ်ကပုံမူသဘောကျနေလေသည်သူသည်ထန်းလက်ဖြင့်စင်ယုတ်တယုတ်ကိုကျွမ်းကျင်နိုင်နှင်းစွာရက်လှုပ်ပြလိုက်သည်ဘယင်းမင်းမြတ်ကဤအယုတ်ကလေးကို နေပြည်တော်၌ကြံရည်သူတားတော်မောင်အတွက်ပေးလိုက်ရန်တောင်းခံသည်နက်နက်စောစောအိတ်ရထား၍ချက်တော်အတွင်မှဆက်လက်ခရီးထွက်ခွာကြရန်ပြင်ဆင်လေသည်ထိုအခါဘယင်းမင်းမြတ်ကသူဤမင်းမူဒံတူအောင်အဲဝူကျေပြွန်သောငထွေယူအတွက် ထိုက်တန်သည်ဆုလက်ချင်းမြင်ရန်မိန်ကြားလိုက်သည်ငထွေယူမာမူမင်းချင်းတဦးပိတ်အပ်သည်နဝရလက်စုကိုကင်လျက်နားမလည်ဟန်ဖြင့်ငေးမောကြံရစ်လေတော်သည်ကြံစစ်သားတို့အဖွဲ့သည်ကဗန့်ကြီးနေဘက်သို့ဆက်လက်ထွက်ခွာသွားကြလေပြီဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင် နောက်တနေ့မှဆိုရင်လေပကံရွှေပြည်မှသူရဲကောင်းများအထဲကငလုံးလက်ဖဲရဲ့အကြောင်းနဲ့ပြန်လာခဲ့ပါမယ်။ဒါကြောင့်မို့ကျမတို့ရဲ့တင်ကိတုသမီး channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပြကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။